အလုံးမဲမင်္ဂလာပါ Plan Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မရေတွက်နိုင်တဲ့အမျိုးသားအမျိုးသမီးကလေးငယ်တွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကမိုးစလင်ကဘာကိုဆုံးခွာသွားခဲ့ကြပါတယ်သူတို့ဟာချိန်မော်သွားစေနိုင်တဲ့ပြည်ရင်းစစ်တွေဘာသာရေးအာဏာရှင်စနစ်တွေနဲ့ခြေထောက်အောက်မှာပြိုလဲသွားတဲ့စီးပွားရေးတွေကနေထွက်ပြေးနေကြပါတယ်လက်ရှင်ဘုတ်တတလေးအရာရာကိုဆွန်စားပြီးပူလောင်လာတဲ့ဇက်ကနန်ရတွေနဲ့ဖမလို့တတ်တဲ့ပင်လယ်ပြင်တွေကိုဖျက်ချော်နေကြပါတယ်ဒါပေမဲ့သူတို့တွေဘေကင်းရာကိုရောက်တဲ့အခါ ြန်နေငယ်တာသွားရမယ်။ပါချမ်ပင်လယ်ကွေးကချမ်းသာတဲ့မူဆီလန်နိုင်ငံတွေမှာရတက်မနေခဲ့ကြပါဘူး။အစားတို့အနေနဲ့သူတို့ပင်ညာကိုရောက်သွားကြရတာလေ။ဒါတက်ကင်းနဲ့ဆွီဒင်၊ဂျာမနီ၊ပြင်သစ်တို့လိုဥရောပနိုင်ငံတွေရှိကောပါပဲ။သူတို့မွေရမြင်နဲ့အလံဝေးတဲ့ဘာသာစကားဘာသာတရားနဲ့ဒလိထုံနှံ့တွေအလုံးဟာသူတို့တည်ခဲ့မှုတဲ့အရာတွေနဲ့ကွပြချမ်းသာတဲ့နိုင်ငံတွေပါပဲ။ထို့တိုင်းဒီနိုင်ငံတွေကပဲစေယုံပညာရေးကိုလွန်ရနဲ့ရပိုင်ခွင့်တွေကိုပေးရနေပါလေ။အချိန်ထဲမှာပဲပထဝီဝင်ရနှိစက်ပြီး ်ရင်ကျေးမှုရာတူညီတဲ့နိုင်ငံတွေကသူတို့ရဲ့တကားတွေကိုမြင်မြန်စွာပိတ်ထားပါတယ်။ဒီတော့တကယ်တမ်းဘာဖြစ်နေတာလဲ။ဘာလို့မွတ်စလင်ဒုက္ခသည်တွေဟာသူတို့ရဲ့ညီမနိုင်ငံတွေကိုအားကိုးလို့မရတာလဲ။နိုင်ငံပွဲရာကိုလိုနီကဲအမွေနဲ့ရှိခဲ့ပေမဲ့ဥရောပဟာဘာလို့နောက်ဆုံးခုတ်လို့ရဖြစ်လာတာလဲ။ဖြေကမယိုရှင်ပါဘူး။ဒါကမတော်စားလည်းမဟုတ်တလို့။ဒါကမွတ်စလင်ကမ္ဘာအတွင်းကနည်းနည်းတဲ့အကွဲကြောင်းနေနဲ့ဥရောပကိုတိုင်ရဲ့ကြီးထွားလာနေတဲ့ပုံပိုင်လက္ခဏာစင်ကုန်မှုကိုဖော်ထုတ်လိုက်တာပါပဲ။ဘာသာသမားရဲ့ဒီလေပြောင်းကုန်တာလေကျင်း ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ရှုပေးဖို့ပြောကြလို့ပါတယ်။အရေးကြီးတဲ့ဆွေးနွေးပွဲမှာလူများပူပေါင်းနိုင်ဖို့ like comment နဲ့ subscribe လုပ်သွားပေးဖို့လည်းပြောကြလို့ပါတယ်။ဒါဆိုရင်ဗီဒီယိုလေးကိုစာလိုက်ကြရအောင်ပါ။လူရကဘာစေပြီးမှာဥရောပဟာရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါပျက်စီးရွေးခဲ့ပါတယ်။ဒီပွားရည်တွေပြောလဲမျိုးတွေပျက်စီး နိုင်ငံရေးတရားဝင်မှုတွေကအပြင်းကနေယိုယင်ခဲ့ပါတယ်။အခြေခံစာအုပ်တွေကိုပြန်လည်တည်ဆောက်ဖို့သမှုလုပ်ငန်းတွေကိုပြန်လည်တည်ထောင်ဖို့လိုအပ်ပါတယ်။အရေးကြီးဆုံးကတော့ဖက်စစ်ဝါဒအာဏာရှင်စနစ်နဲ့လူမျိုးရေးခွဲခြားမှုတို့ကြောင့်မာယုဆွဲနေတဲ့မျိုးသားကိုယ်ပိုင်လက္ခဏာတွေကိုအသစ်ပြန်လည်တပ်မဖို့လိုအပ်နေခဲ့ပါတယ်။နိုင်ငံတိုင်းဟာလူ့သမားတွေလိုအပ်ခဲ့တယ်လို့သူတို့ဘယ်သူလဲဘယ်သူဖြစ်လာခြင်းလဲဆိုတာကိုလည်းပြန်လည်တတ်မှတ်ခဲ့ရပါတယ်။ ဒါကြောင့်ပဲတန်နဲ့ချီတဲ့နိုင်ငံသားလို့သမားတွေရောက်လာတာဟာလုပ်ငန်းဆောင်တာရလိုအပ်ချက်သက်သက်မဟုတ်တော့ပဲအငွေသားတစ်ခုဖြစ်လာခဲ့ပါလေ1950ပြည်လုံးနှစ်ကလေးကစပြီးတူရကီလိုမျိုးတွေဂျာမနီကိုရောက်လာခဲ့ပါလေအယ်ဂျီးရီးယားနဲ့မော်ရိုကိုလိုမျိုးတွေပြင်သစ်မှာအခြေချာပါလေပါကစ္စတန်လိုမျိုးတွေ UK ကိုရွှေ့ပြောင်းပြီးသရီနယ်လိုမျိုးတွေနယ်သာလန်ကိုရောက်လာခဲ့ကြပါလေအိန္ဒိယကနေဒီဇိုင်းတစ်ခုစတင်ခဲ့ပါလေဥရောပကသူရဲ့တိတ်ကမာရီကိုပြန်မလုပ်တဲ့ပါဘူးလူစားတွေကလူခွင့်ရီး ်တန်းတို့ညီများမှုနဲ့ခွဲခြားဆက်ဆံမှုမရှိတဲ့ဟိုတဲ့အစ်တစ်ခုကိုတိဆောက်ရမယ်ဆိုတာနားလည်ရပါတယ်လူတစ်တွေကိုလှုပ်လှုပ်ခွင့်တာမကပဲနေထိုင်ခွင့်မိသားစုတိဆောက်ခွင့်သူတို့ရဲ့ဘာသာစကားရင်ကျေးမှုနဲ့ဘာသာတရားကိုလက်ခံကျင့်သုံးခွင့်ပါပေးခဲ့ပါတယ်ဒီချိန်မှာပဲကျွန်တော်တို့ခေါ်နေကြတဲ့အပေါင်းစုံရင်ကျေးမှုဆိုတာပေါ်ပေါက်လာခဲ့ပါတယ်ဒါတိကျခြင်းသက်သက်မဟုတ်ပဲဒါအတွေ့အကြုံပြောင်းလဲခြင်းပါပဲတမိုးစနစ်များစွာလူဖွဲ့စည်းတစ်ခုထဲမှာအတူရှင်တွဲနေထိုင်တာဟာကြေကနာမဟုတ်ပဲအာသာချက်တစ်ခုဖြစ်တဲ့ဆိုတဲ့ အယူအဆထွက်ပေါ်လာခဲ့ပါတယ်။ပညာရှင်တွေနိုင်ငံရေးခေါင်းဆောင်အများပြားကဥရောပယဉ်ကျေးမှုဆိုင်ရာပဏိပက္ခတွေကိုဆွေးနွေးမှုနဲ့ပြင်းထန်နိုင်မဲ့ရွှေပြောင်းနေထိုင်သူတွေဟာနိုင်ငံသားပြည်ဝဖြစ်ဖို့အတွက်ဘာတစ်ခုမှဆွန့်လွတ်စရာမလိုတဲ့လူယဉ်ကျေးမှုမော်ဒယ်တစ်ခုကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ခဲ့ကြပါတယ်။ပေါင်စီရေကိုဖိနှိပ်မှုပြင်မြင်လာကြပြီးယဉ်ကျေးမှုရောနှောမှုကိုနိုင်ငံရေးပန်းတိုင်းတစ်ခုဖြစ်လာစေခဲ့ပါတယ်။နိုင်ငံများပြားမှဒီမော်ဒယ်ဟာပြည်ဝင်မူဝါဒဖြစ်လာခဲ့ပါတယ်။ ဘာသာတင်အကြောင်းများပွင့်လဲညီငယ်မှုဆိုင်ရာထောက်ပံ့ခြင်းများပေးရပြီးလူနည်းစုတွေကိုကာကွယ်ဖို့ဥပဒေတွေပြောင်းလဲခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးမှာရွေးရအစင်လာဒလစ်ထုံနှန်းတွေဟာနောက်တိုင်းရဲ့ခင်မိလိုလက်ခွင့်တွေနဲ့အတူဖြစ်တွေ့နေထိုင်နိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါကြောင့်ပဲရာဇဝင်များစွာကြောင်းမူဆလင်ကဘာရဲ့ရန်သူလို့မြင်ခဲ့ရတဲ့ဥရောပဗျံမရတဲ့ကနေဖပြေးလာတဲ့မူဆလင်တမောင်းများစွာအတွက်အနီးကခိုလွန်ရာဖြစ်လာခဲ့ပါတယ်။ဥပမာဂျပန်ဟာ2015ထိုးတဲ့နှစ်မှာစီးရီးယားဒုက္ခသည်3200ကျော်ကိုလက်ခံခဲ့ပါတယ် ၊အင်ဒိယ၊ဘယ်ဂျီယံ၊နီဒါလန်နဲ့ရိုမေးနီးယား၊ခရိုအေးရှားလိုအရှေ့ဥရောပနိုင်ငံချို့မှာတော့လူသားချင်းစာနာမှုအစီအစဉ်တွေကနေလောကတဲ့ခွဲတန်းတွေကိုလက်ခံခဲ့ကြပါတယ်။ဒါကြောင့်ပြည်စည်းရွေးနေတဲ့တိုက်ကြီးကနေပိုလိုရပေးတယ်။ဥရောပရဲ့အတွင်ကူပြောင်းမှုကမွတ်စလင်တွေဟာသူတို့ရဲ့ဇာတိမြေကနေဖျက်ပြေးတဲ့အခါဘာလို့အနီနာကချမ်းသာတဲ့မွတ်စလင်နိုင်ငံတွေထက်ဥရောပကိုရွေးချယ်ကြတယ်ဆိုတာကိုထင်ရစေပါတယ်။သူတို့ကနေဒါကိုလုံးဝရယောင်တာမကပဲဥရောပမှာလောကတဲ့တူဟာ မြန်မာပြည်ဆောင်ရှားမှုရယူနိုင်ကလေးတွေကိုအစိုးရကြောင့်အနက်နိုင်ပြီးဒေသခံဘာသာစကားကိုခမ်းမဲ့တင်ယူနိုင်တာအလုံးချပွေးကုညီတွေရယူနိုင်ပါတယ်။အများစုမှာနှစ်နေငယ်တွင်မြေထဲနေထိုင်ခွင့်ဒါမှမဟုတ်နိုင်ငံသားပြည်ဝပါရရှိနိုင်ပါတယ်။အဖြစ်မှန်ကတော့ရှင်ပါတယ်။မွတ်စလင်ရှင်ပြောင်းနေထိုင်သူတွေဟာရင်ကျေမှုဒါမှမဟုတ်ဘာသာရေးဆွနယ်မှုကြောင့်ဥရောပကိုဒီကလာကြတာမဟုတ်ပါဘူး။သူတို့လာကြတာကဥရောပကရပိုင်ခွင့်တွေကာကွယ်တွေနဲ့ချမ်းသာတဲ့မွတ်စလင်နိုင်ငံတွေကမပေးနိုင်ဒါမှမဟုတ်မပေးဖို့ရွေးချယ်ထားတဲ့လမ်းကြောင်းတွေကိုပေးလို့ပါပဲ။ ဒါပေမဲ့လည်းသူတို့ရရှိတဲ့ရပိုင်ခွင့်တွေကိုရမိုးထားနေကြပေမဲ့ဒီရှစ်ပြောင်းနေထိုင်သူများပြားဟာစစ်မှန်တဲ့ပိုင်ဆိုင်မှုခံစားချက်ကိုမရရှိကြပါဘူးအကာအကွယ်တွေကိုကြိုးစောပေးမယ်အဲ့ဒီအကာအကွယ်တွေကိုဖြစ်ပေါ်စေတဲ့တန်ဖိုးတွေကိုအမြဲတမ်းလက်ခံကျင့်သုံးတာမျိုးမရှိပါဘူးဒါကပြဿနာဖြစ်လာခဲ့ပါတယ်ဘာလို့လဲဆိုတော့လက်ခံတဲ့လူဖွဲ့စည်းကခလုံးသူတွေကစီမင်းတွေစံနှုန်းတွေနဲ့ကန့်ကြီးမယ်လို့မျှော်လင့်လာကြအောင်ပါပဲပြီးတော့ပါပေါင်းစည်းမှုဟာလူလျောက်ဖြစ်လာမယ်လို့တချိန်ကယူဆခဲ့ပါတယ်။ရမကြီးပညာရေးနဲ့ လောက်ကင်တော့ကိုအခွင့်အရေးပေးခြင်းဖြင့်တရောက်လာသူတွေဟာသူတို့ရဲ့မူရင်းနိုင်ငံတွေကဒီဆောင်လာတဲ့အပေးခေါ်တွေကိုနောက်ဆုံးမှဆွန့်လွတ်လိုက်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီယူဆချက်ဟာပုံမရှုပ်သေးတဲ့ပြင်းမှန်တဲ့တိုင်းမိခဲ့ပါတယ်။ဒီပြောင်းနေထိုင်သူတွေဟာစာမျက်နှာလွတ်တွေ့လို့ရောက်လာတာမဟုတ်ပါဘူး။သူတို့ဟာဘာသာစကားနဲ့ဘာသာတရားကိုတည်ဆောင်လာတယ်လို့နည်းနည်းချင်းချင်းမြင့်တွေ့နေတဲ့လူမျိုးရေးစံနှုန်းတွေမိသားစုအစဉ်အဆက်ခွဲခြားမှုသူပေါင်းနေထိုင်မှုပုံစံတွေသင်ကြတဲ့ဂျာမန်အခန်းကဏ္ဍတွေနဲ့ဥရောပရဲ့ Liberty ဥချင်းဘို့ပြုရင်ကျင်းမှုနဲ့ မကြခဏမကိုင်းညီတဲ့ကပန်းမြင့်ကိုလည်းတည်ဆောင်လာပါတယ်။သူတို့ကနိုင်ငံတွေပြိုလဲတာကနေထွက်ပြေးလာကြပေမဲ့အဲ့ဒီပြိုလဲမှုမှာအထောက်အကူပြိုခဲ့တဲ့စိတ်ကူတွေဒလိထုံတဲ့တွေနဲ့လူမှုရေးဖွဲ့ကြီးပုံတွေကနေထွက်ပြေးလာကြတာတော့မဟုတ်ပါဘူး။ဒါကခက်ခဲတဲ့စနစ်ပဲတစ်ခုကိုဖန်တီးပေးပါတယ်။အကြက်တဲ့ဒေတာကိုဆွန့်လွှတ်လိုက်ပေးမယ်။ဆန်တော်ဆိုင်ရာပေါင်းတွေကတော့ဆက်လက်တည်မြဲနေလေရှိပါတယ်။ဦးမာပြေပါရီမေမိုးဒါမှမဟုတ်အလင်ကဲသို့သောဥရောပမျိုးကြီးရဲ့ပြင်ပရက်ွက်များမှာ ဖြစ်မှန်နဲ့အသေးစားရွေးရအတိုက်ဝန်းများပူပေါလာခဲ့ပါတယ်။အဲဒီမှာတကယ်အာနာရဲ့မျိုးတော်ဝန်ဒါမှမဟုတ်တရားသူကြီးမဟုတ်တော့ဘဲအီမန်ဘာသာရေးကောင်းဆောင်ဒါမှမဟုတ်တရားဝင်မဟုတ်တဲ့မျိုးနဲ့စုကောင်းဆောင်ဖြစ်နေပါတယ်။ဒီနေရာတွေမှာမျိုးသားဥပဒေကအခြေခံအပြည့်တရှိနေပေမဲ့မကြကနာဆိုသလိုမရေးထားတဲ့အဖွဲ့လိုက်စီမင်းများအတိုင်းဝန်ကဆောင်ကြည့်မှုပြည်ရင်ဥပဒေကိုချိုးပေါက်သူတွေအတွက်တင်ငေတာအရာအပြစ်ပေးမှုတွေနဲ့နိုင်ငံတော်အဖွဲ့အစည်းတွေထံမျိုးနဲ့စုဒါမှမဟုတ်အုပ်စုပေါ်တိစဆောင်တိမှုတို့ကနေရာယူတာပါတယ်။ ဒါကအစ်စမ်းမဟုတ်ပါဘူး။ဒီကမွတ်စလင်များစုနေထိုင်တဲ့လူဖွဲ့ကြီးများပြားမှာတူချင်းစီကစူပေါင်းဖွဲ့ရဲ့အောက်မှာရှိနေပြီးလူမျိုးရေးစနစ်ကိုပေကျင်းရှင်သူများရဲ့ဖီအားနဲ့တင်ကြတဲ့ကျင်းဝစီကန်းတွေနဲ့ထိန်းသိမ်းထားပါတယ်။ဒီရှေ့ပြောင်းနေထိုင်သူတွေဥရောပကိုရောက်တဲ့အခါအဲ့ဒီမွေစက္ကန်တာတွေဒွေခေါ်တွေဟာဒီလိုလေးပြောက်ွက်သွားခြင်းမရှိပါဘူး။အချို့ကြောင့်တွေမှာမွတ်စလင်မိန်းကလေးတွေဟာဥပဒေကမခိုင်းစေပေမဲ့တောင်းဒီကျန်းခေါင်းစည်းပုံဝဝစင်ဖို့ပြားပေးခြင်းခံရပါတယ်။တတမမရက်ွက်တွေမှာ ဆက်ကြောတမင်္ဂလေးတွေကယူလာထားလို့တယောက်တည်းသွားလာလို့ဒါမှမဟုတ်ဒီမောင်မီဝေလို့ပြစ်ပေးခံရနိုင်ပါတယ်ဒီတော့ဥရောပကကိုလွန်ယာနဲ့ဥပဒေအရစံစားကွင်းနေပေးနေပေမဲ့ဖြစ်ပြောင်းနေခိုင်မှုနဲ့အတူပါလာတဲ့ယဉ်ကျေးမှုနဲ့လူမှုရေးကိမမှုတွေကနည်းနည်းနဲ့ပြည်စင်တွေကိုမိမောင်းထိုးပြနေရပါတယ်ဒါရပိုင်ကွင်းနဲ့ကိုလွန်ယာအပြင်ကိုပိုင်လက္ခဏာနဲ့ဒါရောညှိတွေ့မှုကြောင်းလည်းဖြစ်ပါတယ်မိသားစုများစွာမှာအဖေအားမိကုန်ထုတ်စရာမလိုတဲ့အာနာပိုင်ဖြစ်ဆက်လက်တည်ရှိနေပြီးမိသားစုပုံစံတင်းကျပ်တဲ့ ကြာမှအခန်းကဏ္ဍတွေအပေါ်မှာတိဆောက်ထားပါတယ်။ကလင်မိဘအများပြကပုဂ္ဂိုလ်ရေးလိုလခွင့်ဝေဖန်ပိုင်ခြားတွေ့ခေါ်မှုနဲ့ဒီချက်ခွင့်ကိုအလေးပေးတဲ့ဥရောပပညာရေးစနစ်ကိုမိသားစုအားနာဒါမှမဟုတ်ဘာသာရေးတန်ဖိုးတွေအပေါ်ချင်းချောင်းမှုပြည့်စုံမြင်ကြပါတယ်။ရလန်နေနဲ့သူတို့ဟာကလေးတွေကိုအချို့သောတန်းတွေကနေထုတ်ပယ်တာဒါမှမဟုတ်အစိုးရအကြောင်းတွေမှာသူတို့ရဲ့ပုံပိုင်စီမင်းတွေကိုချမှတ်ဖို့ကြိုးစားကြပါတယ်။ဒီပြောင်းနေထိုင်တဲ့မိသားစုအားလုံးဒီပုံစံတွေကိုထပ်ခတလဲလဲမလုပ်ကြပြင်မယ်။အေရီအမြင့်တွေ့တဲ့နေရာတွေမှာ စစ်မှတ်တဲ့ပေါင်းစည်းရေးကမပြတ်နိုင်တဲ့လောက်ဖြစ်လာပါတယ်။ဒီလိုယဉ်ကျေးမှုပုံစံတွေဟာအစ္စလမ်အတွက်ဒီတက်မဟုတ်ပေမဲ့မွတ်စလင်ရှင်ပြောင်းနေထိုင်မှုခြေနေမှာတော့မတူညီတဲ့ယဉ်ကျေးမှုမော်ဒယ်နှစ်ခုကြားတိုက်ပွဲကြောင့်ပုံမှုပြင်းထန်လာပြီးဒီမှာတဲ့ပဏိပကတွေဖန်တီးပေးပါတယ်။ဒါပေမဲ့ပြဿနာကယဉ်ကျေးမှုတသက်မဟုတ်ပါဘူး။ဒါနည်းနည်းတဲ့နိုင်ငံကြီးပြဿနာဖြစ်ပြီးပြောင်းနေထိုင်သူတွေတက်ဆောင်လာတဲ့ယာတွေကြောင့်ဖြစ်တယ်လို့ဥရောပကသူတို့စီကဘာတွေတောင်းဆိုဖို့ဆန္ဒရှိတယ်လဲဆိုတာနဲ့လည်းသက်ဆိုင်ပါတယ်။ ပြောပါမကြာခဏဆိုသလိုဘလို့တုတ်ပြန်ရမှမသိဖြစ်နေရပါတယ်အစ္စလာမ်မုန်တီတို့ဒါမှမဟုတ်လူမျိုးရေးခွဲခြားသူတို့ဆွေးနွေးခံရမှာကိုစိုးရိမ်နေကြောင်းဒေသခံအာဏာပိုင်များပြားထိတ်ထိတ်သွားတိခတ်ညင်မူဝါဒကိုကျဉ်းသုံးကြပါတယ်ပုံမှန်အဖြစ်လက်ခံနိုင်ကြမရှိတဲ့ပြုမှုတွေကိုအခုခါတိခတ်ပေးနေကြရပါတယ်အတင်းကျဲလက်ထက်တင်းများခြင်းအရမရောက်သေးသူတွေပေါ့ဘာသာရေးဖိအားပေးခြင်းဒါမှမဟုတ်အခြေခံဒီမိုကရေစီစံနှုန်းတွေကိုပုံမှန်နဲ့လင်းညင်ပဲ့ခြင်းမျိုးပါပဲအပေါင်းဆုံးညင်ကျေးမှုဟာဒီအတွက်ဆင်ခြင်ပေးရနေရဖြစ်လာပါတယ် ဒါပေမဲ့ကောက်ွယ်ပေးနေတဲ့ယဉ်ကျေးမှုကွယ်ပြားခြင်းမဟုတ်ပါဘူး။တခါတည်းရဥရောပရဲ့ဖွဲ့စည်းတာစနေနဲ့ရှင်ပြိုင်နဲ့အပြိုင်စနေတစ်ခုပေါ်ပေါက်လာပါလေ။ဒါဘာသာရေးသက်သက်မဟုတ်ပါဘူး။ညုံတဲ့ဇူဝါဒနဲ့မိသားစုအာဏာရှင်စနစ်လိုလောကကိုကွယ်ပြားတဲ့အာဏာပိဆောက်ပုံတွေနဲ့သက်ဆိုင်ပါလေ။ဒီဒီဆောက်ပုံတွေကမတည်ငြိမ်တဲ့ပုံဝင်ခြင်းတွေမှာလုံခြုံမှုပိုင်ဆိုင်မှုနဲ့အတိတ်ဘက်ကိုပေးဆန်းတဲ့အတွက်ဆက်လက်တည်မြဲနေပါလေ။ရောဘတ်တူချင်းဝါရာဥပဒေစာချုပ်တွေနဲ့ပုဂ္ဂိုလ်ရေလွတ်လပ်မှုတွေအပေါ်ခြေခံထားတဲ့လူ့ဘက်ကြီးတစ်ခုတည်းကိုမိတ်ဆက်တဲ့အခါ ပြီးမှတဲ့ပုတ်တိုင်မှုတွေဖြစ်လာပါတယ်။ဒီရောပါမှာပဏိပခရဲ့ရင်းမြစ်ကတော့အပြေးလာသူတိုင်းသူတို့ရဲ့ဒလိထုံနှံတွေကိုဆွန့်လွှတ်ချင်တာမဟုတ်တလို့ပိုလွန်ရာပေးသူတွေကလည်းဒေသခံစံနှုန်းတွေနဲ့လာရောညှိတွေ့ဖြစ်အောင်တောင်းဆိုဖို့ဘလို့လုပ်ရမလဲ။ဒါမှမဟုတ်ဘလို့တောင်းဆိုရတဲ့ဆိုတာကိုမသိတာပဲဖြစ်ရပါတယ်။ရလာကတော့သူရှင်တွေနေထိုင်ခြင်းဒါမှမဟုတ်ပေါင်းစည်းခြင်းမဟုတ်ပဲအပိုင်းစကွယ်ခြင်းပါပဲ။တောင်းနေမှာမိန်းကလေးတွေရရောက်ပြီးတာနဲ့အတန်တွေကပြောက်ကွက်သွားတာမျိုးတွေမှာဒီပြည့်စုံကိုတွေ့မြင်နိုင်ပါတယ်။ 2025ခုနှစ်အတွက် GDP ချက်လက်များအရဥရောပရှိမွတ်စလင်ဦးရေဟာသမန်းကြီးအားဖြင့်46တန်းဖြစ်ပြီးတိုက်ကြီးရဲ့စုစုပေါင်းလူဦးရေဟာ945တန်းရဲ့600ခန့်လုံးခန့်ကိုကိုစားပြုပါတယ်။ဒီကိန်းကနဲ့ချက်လက်ဆိုင်ရာအခြေအနေကစိန်ခေါ်မှုရဲ့အတိုင်းအတာကိုမိမောင်းထုတ်ပြနေပြီးပြည်ပေါင်းနေထိုင်မှုနဲ့ကောင်စီရဲ့ဆိုင်ရာမေးခွန်းဟာဒါကြောင့်ဒီခေတ်ရဲ့အတိပဲဖွင့်ဆိုတဲ့အစ္စရာများတွေကတခုဖြစ်နေရတယ်လဲဆိုတာကိုဖော်ပြနေပါတယ်။ဒီပဏိပခါကိုအပြေအဝနားလည်ဖို့အတွက်မေးခွန်းတစ်ခုကြံနေပါသေးတယ်။အလို့ဒီရှိပြောင်းနေတိုင်းသူတွေဟာ ချမ်းသာတဲ့မူဆီလင်နိုင်ငံတွေကိုမရွေးချယ်ကြရတာလေဆီလင်ကပါရဲ့လေဘဟိုမှာဒီနိုင်ငံတွေနဲ့ပြည်ချန်နေတယ်တက္ကနာလည်းမှာအမိုးအောင်စကိတ်ကွင်းတွေစောင်းနေတယ်နိုင်ငံတကာအားကစားပွဲတွေအတွက်ဒီလျန်နဲ့ချီကုန်ကြခန့်နေတဲ့နိုင်ငံတွေရှိနေပါတယ်ဆော်ဒီယာရေးဗျာကာတာအာရဗ်ဆော်ဘွားများပြည်တော်စုနဲ့ကူဝိတ်တို့ဟာကမ္ဘာပေါ်ကအချမ်းသာဆုံးနိုင်ငံတွေထဲမှာပါဝင်နေပါတယ်သူကဆီးရီးယားဂျီမဲဒါမှမဟုတ်ယူရိုနဲ့နီလွန်လို့ရန်နေငယ်လမ်းလျှောက်သွားရင်တော့ရောက်နိုင်ပါတယ်။ဒီတိုင်းအဲ့ဒီနိုင်ငံတွေပြိုလဲတဲ့အခ ဒုက္ခသည်တွေအတွက်တကားဖွင့်ပေးတာဒီချမ်းသာတဲ့မွတ်စလင်နိုင်ငံတွေမဟုတ်ပါဘူး။ဒါလို့ねယဉ်ကျေးမှုဒါမှမဟုတ်ဘာသာရေးရဆွမ်းနိုင်မှုမရှိတဲ့ကီလိုမီတာထောင်ပေါင်းများစွာဝေးကွက်တဲ့နိုင်ငံတွေကသာဖပြေးလာသူတွေကိုလက်ခံနေရပါတယ်။ဘာလို့လဲဆိုတော့ယဉ်နေပင်နိုင်ငံများကချမ်းသာကြော်ဝါမှုကခွဲဝေးရန်ရည်ရွယ်ခြင်းမရှိတာကြောင့်ပါပဲ။သူတို့ရဲ့မော်ဒယ်ဟာယဉ်ကျေးမှုရောင်းတော်မှုဘူမူရေးရရှင်တန်းမြင့်တက်မှုဒါမှမဟုတ်ပပောင်းဆုံးယဉ်ကျေးမှုကိုကွန်ကျက်သည့်အဖြစ်လက်ခံနိုင်မှုမရှိပါဘူး။စံညာပြေတာဟာနိုင်ငံသားနဲ့နိုင်ငံသားမဟုတ်သူကြားက ်တင်ကြတဲ့ခွဲခြားမှုပုံမူတည်နေပါတယ်။ဒီနိုင်ငံတွေတဲကတချို့မှာလူဦးရေ90%ခန့်ထိဟာနိုင်ငံသားတွေဖြစ်နေပေမဲ့သူတို့ဟာအမျိုးသားစီမံကိန်းရဲ့စည်တပိုင်းပြည့်ကျိုးဆိုခြင်းခံရတယ်လို့မဆိုလိုပါဘူး။သူတို့ဟာနိုင်ငံသားဖြစ်ခွင့်လမ်းကြောင်းမရှိတဲ့အများတန်းချင်းတွေရနေထိုင်ခွင့်အောက်မှာနေထိုင်ရတဲ့ယာယီလုံသမားများဖြစ်ကြပါတယ်။သူတို့တွေဟာတောင်အာရှကလုံသမားတွေသင်ရတဲ့အာရဗ်နိုင်ငံတွေကဒီပညာရှင်တွေပြပိုင်အိမ်ထိန်တွေ၊တူတန်ရင်မောင်းတွေ၊ဒါမှမဟုတ်ပါကစ္စတန်ဒူနာပြူတွေဖြစ်ကြပါတယ်။ သူတို့အားလုံးဟာဖာရှန်ပင်လယ်ကွေ့ရဲ့ဆန္ဒတဲ့မျိုးတွေကိုလက်ပတ်နေစေပေမဲ့အဲ့ဒီနေရာတွေနဲ့မသက်ဆိုင်ပါဘူး။ကောင်းစီရေးဆိုတာမရှိသလိုညှော်လင်ထားခြင်းလည်းမရှိပါဘူး။ဒေသခံနိုင်ငံသားဖြစ်ခွင့်ကိုနေပေါင်းမြောက်ကလှုပ်လှုပ်ပြီးရင်တော့ရဖို့မပြတ်နိုင်သလားဟောပါပဲ။တကယ်လို့ပွဲတွေဒါမှမဟုတ်ဘာသာစကားကျွမ်းကျင်မှုတွေကဘာကုမအမကန်ကျင်မပေးပါဘူး။အချို့ကိစ္စတွေမှာရှေ့ပြောင်းနေထိုင်သူတွေကဝေဖွာလာတယ်။ကလင်းငယ်တွေကိုတော့နိုင်ငံသားဖြစ်ခွင့်မရှိပါဘူး။နိုင်ငံသားနဲ့နိုင်ငံခြားသားကြားကမြင်ကိုဖျက်ချော်ဖို့ဆိုတာမပြတ်နိုင်သလားဟောပါပဲ။ ။ဘာလို့လဲဆိုတော့ပင်လယ်ဝေးနိုင်ငံများဟာပပြမှုကိုမလိုလားပဲငြိမ်မှုကိုသာလိုလားတာကြောင့်ပါပဲ။မြို့သားကိုပိုင်လက္ခဏာဟာမြို့တဲ့ဆက်လက်တရှိမှုဒေသခံလူကောင်ထံတွေကိုထိန်းသိမ်းထားမှုနဲ့လွန်ပြစည်းလွယ်တဲ့လူမှုရေးဟန်ချက်ညီမှုကိုထိန်းသိမ်းထားမှုလို့ပုံမှန်ခြေခံထားပါတယ်။ဒါကြောင့်ပဲမွတ်စလင်ကမ္ဘာမှာအကျက်တဲဖြစ်တဲ့အခါဒီပြည်နိုင်ငံတွေဟာဒုက္ခသည်တွေကိုလက်ခံဖို့ညှင်းဆိုကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ကိုလက်ခံခြင်းကသူတို့ကိုသူတို့အနေဖြစ်စေနိုင်လို့ပါပဲ။ဒါကသူတို့မလို့ရှင်လို့တွေမဟုတ်ပါဘူး။သူတို့ကိုဝင်ွက်ပေးဖို့ အနေနဲ့မယူနိုင်လို့ပဲဖြစ်ပါတယ်။အာရကဘာကခပြေးလာတဲ့ဒုက္ခတွေအများပြားဟာဆင်းရဲမွဲတွေမူကနေရုံထွက်နေရုံသားမကပဲအာနာရှင်ဆိုရာတွေပုံကဏ္ဍပဏိပခတွေနဲ့သူတို့ကိုအချိန်ကြာမြင့်စွာဖိနှိပ်ခဲ့တဲ့ဆိုရာတွေကနေခပြေးနေကြတာပါပဲ။အဲ့ဒီကြီးစင်မှာသူတို့ဟာဒီနံပြေနိုင်ငံတွေရဲ့အခြေအနေမှာပောက်ွဲစေနိုင်တယ်လို့မြင်တဲ့စိတ်ကူးတွေပြပြငယ်မှုတွေနဲ့နိုင်ငံရေးကွန်ရက်တွေကိုတည်ဆောင်လာကြပါတယ်။အာရနေဦးရဲ့အမှတ်ရစရာတွေကလက်ဆက်နေစေပါပဲ။2010နဲ့2012ခုနှစ်ကြာမှာတူနီရှား၊အီဂျစ် ၊ Syria, Bahrain, Yemen နဲ့ Libya တို့ကိုလှုပ်ခတ်ရှိခဲ့တဲ့လူစုအောင်ကြောင်းမှုတွေကရှင်းလင်းတဲ့သတင်းစကားကိုပေးခဲ့ရပါတယ်။စနေကြရှိရင်းဆိုတာထားဝရမဟုတ်ပါဘူး။စနေအကြဆုံးဖွဲ့စည်းတွေတောင်းလုံးလို့ဖို့အတွက်စနေကြဖွဲ့စည်းထားတဲ့ဖွဲ့တစ်ဖွဲ့လူမျိုးရေးရာတရားဝင်မှုရှိတဲ့အစ္စလာမ်ရဲ့တရင်စကားတွေနဲ့မတရားမှုရဲ့မိဘလေးတခုသာလိုအပ်ပါတယ်။ဒါကြောင့်ဒီဆိုရတွေအတွက်ဒုက္ခတဲ့တူဟာတာကောင်တူဦးတဲ့မဟုတ်ပဲနိုင်ငံရဲ့အနေနဲ့လည်းပြည်ပါတယ်။ဒီနိုင်ငံတွေမှာနိုင်ငံရေးအစ္စလာမ်ကိုအလေအလတ်ဖြစ်စေအစွန်းရောက်ဖြစ်စေ မိရတွေနဲ့ဘရင်တွေရဲ့အာဏာအတွက်တရိုက်ချင်းချောင်းမှုဖြစ်ရှုမြင်ကြပါတယ်။လိုလတဲ့ပါတာရေးဖွဲ့စည်းပုံစံတနေ့ရတရားဝင်မှုကမေကွန်ထောက်တဲ့မိတိတင်စကားမျိုးဒါမှမဟုတ်အသွန်ပြားကလူတွေကိုစူးစီးပေးတဲ့မိတိဖွဲ့စည်းကိုမဆိုထူထောင်တာလေစနေပေါ်စင်ကုန်မှုဖြစ်တဘောထားကြပါတယ်။ဒီဆိုရတွေအတွက်မူဆလင်ရှုပြောင်းနေထိုင်သူတွေဟာချင်းချောင်းမှုတစ်ခုပါပဲ။သူတို့ဟာစနေထဲမှာကြီးပြင်းလာတာမဟုတ်ပါဘူး။ဒေသခံကောင်းဆောင်တွေပေါ့တိစဆောင်တိမှုမရှိသလိုဒေသခံလူဦးရေကိုထိန်းချုပ်ထားတဲ့ ရှင်မြောက်မှုကွန်ရက်များမှလည်းပိတ်မိမနေပါဘူးသူတို့ဆောင်စည်းရနေပါပါတယ်အဲ့ဒါကပဲအနာဂျင်စနစ်တွေအတွက်သူတို့ကိုအနေရရှိသေးတာပါပဲဒီတော့ဒီပြည်နိုင်ငံတွေဟာဒုက္ခတွေတွေကသူတို့ရဲ့ပျက်စီးလွယ်တဲ့နိုင်ငံရေးဟန်တန်ညီမှုကိုထိခိုက်စေမှာကိုသွေးရည်နေချိန်မှာဥရောပကတော့သူတို့ကိုရပိုင်ခွင့်နဲ့ဝန်ဆောင်မှုတွေနဲ့လက်ခွင့်တွေနဲ့လက်ခံပါတယ်ဒါပေမဲ့တုံ့ပြန်မှုအနေနဲ့ပြင်ကျက်တဲ့လိုင်ယွန်ကြီးတွေပြအောင်မတောင်းဆိုပဲသူရဲ့ကိုပိုင်မော်ဒယ်ကိုရှင်းရှင်းလင်းလင်းကောက်ွယ်ခြင်းမရှိပါဘူးဥရောပကဘာကြီးကိုပြောင်းလဲဖို့ မော်ဒယ်တစ်ခုတည်ဆောက်ခဲ့ပြီးအခုတော့ကဘာကြီးကဥရောပကိုပြောင်းလဲနေပါပြီအဲ့ဒီပြောင်းလဲကနေရှင်းသန်နိုင်မလားဆိုတာမရှင်းလင်းပါဘူးဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတင်းရဲ့တွင်းမြင့်တွေကိုလည်းကမမမှန်ခဲ့ပေးနိုင်ပါတယ်ဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပုံမကောင်းမွန်တဲ့ကြောင်းရိုက်နေတူပြန်လာခဲ့ပါမယ်